တိုက်ဆိုင်ငင်သက်ပြီးတော့အင်ကြီးအိမ်ကောင်းတွေပဲရှိရဲ့မြောက်တကုံတွေရဲ့ရက်ကွက်တန်တွေတခုဖြစ်တဲ့58ရက်ကွက်ထဲကပေ40 60ကျဲတဲ့တိုက်တဲ့တလုံးတွေမဆက်ပြမှာဖြစ်ပါတယ်ဆိုတော့လမ်းအနေနဲ့ဆိုရင်တော့ဘုံမေးအောင်လမ်းကိုထဲပေါက်မယ်ဘာထူးလမ်းကြော့ကပ်ပေါ့နော်တလမ်းကြော့ကြော့ကပ်ခဲရဆိုရင်ဆိုတော့အတူတူအိမ်တွေတို့ချက်လိုက်ကြည့်ပြပါအောင်နော် ရှိမှာဆိုရင်တော့ကားပါကင်အတွက်ကို200တော်တော်ထိရှိထားပြီးရတွေ့ရတယ်။အဲ့ဒါကြီးလာရင်လည်းအေးသေးရလို့ရအောင်လို့ကားပါကင်ဘယ်လိုပြောရမလဲ6စီး9စီးလောက်ပေါ့တော်တော်လေးကိုမှကျဲအဲ့လောက်စပေးကျဲဂတိဘချမ်းလေးဒီဘချမ်းမှာဆိုရင်တော့ဒီလို garden area စပေးလေးတရှိထားပြီးရတယ်။တော်တော်လေးကိုမှလည်းကျဲကျဲပြောရမယ်အပင်လေးတွေအရန်ကိုမှလှိုင်းဒီဘချမ်းမှာဆိုလည်း garden area ထားပြီးရတယ်။အပင်လေးတွေအပင်ကြီးလေးတွေပဲတေချောက်ဆိုက်ပြီးရတာတွေ့ရတယ်။ကြည့်ရဆိုရင် channel ကိုတချို့တော့ကြည့်ကြည့်ရအောင် ကဲချန်တကားကိုတော့ဆလိုက်လို့တကားတုံးမိထားတယ်အပေါ်မှာဆိုလဲချန်ပက်ပက်လည်းမှာ break through ရို့တဆင့်ထက်ကပြရတဲ့အတွက်အရန်ကိုမှစစ်ဖြစ်တယ်ကဲချန်နေချန်နေမှာဆိုရင်တော့ကားပါကင်း၅စီးလောက် AC ဆက်မယ်ဒီဘက်ချမ်းမှာဆိုလဲနေရအခြေကြီးထားပြီးထားတာကိုတွေ့ရမယ်ဒါမှမဟုတ်လဲအမိုးလေးထုတ်ပြီးတော့အဝတ်ဒီပိုင်းလှမ်းမယ်ဆိုရင်ကားပါကင်းဒီပိုင်းထားမယ်ဆိုအရန်ကိုမှစင်ပြေကဲဒီဘက်ချမ်းလေး ကဲဒီမှာဆိုရင်လည်းတို့ဒီမှာဆိုရင်လည်းကဘာကင်တစ်စီးနှစ်စီးလောက်အေးဆေးဆန့်တယ်ကွာတော်တော်လေးကိုမှလည်းကြည်ရအောင်တွေးရမယ်တော်တော်လေးကိုလည်းနေရလို့ပေးထားကဲအဆိုရင်တို့အိမ်လေးတော့ချီချီရကဲအိမ်တကားကိုတော့အရှင်းမှာတို့ရှင်ခွဲဘာချာတကားသုံးမိထားရယ်ပြီးတော့ဒီမှာဒီမှာဆိုရင်ဖက်နှက်စင်လေးထားလို့ရမယ်တော်တော်လေးကိုမှနေရကြည်ကြည်သုံးမိထားရယ်ကဲအိမ်လေးတော့ချီချီရကဲတို့အိမ်တကားကိုတော့အိမ်ဒီကမာကြီးကိုတော့ရှင်ခွဲကျွန်းတကားလေးသုံးမိထားတာကိုတွေ့ရတယ်အရှမ်းကမှအဆင်ပြေတယ် ဝင်ဝင်ချင်းတွေ့ရမယ်ဒီဘက်ချမ်းလေးကဲဒါလေးရတော့ living area လေးပေါ့နော် lighting ကောင်းရရဲဆိုတော့အဖြူရောင်လေးပေါ်မှာဒီလိုတန်ပန်းတစ်စင်းတို့ဒီမှာတကားတစ်စင်း23မီတာအတွက်အရန်ကောင်မှာဆစ်ဖြစ်တယ် lighting လည်းကောင်းရရဲအခုဆိုရင်တော်လေးပေါ်မှာလင်းချင်းနေရာပဲ lighting တွေအရန်ကောင်မှာလှရဲနေရာလည်းတော်တော်ကျဲတယ်ကြွေပြားလေးတွေလည်းအပြည့်ခင်မိဟိုင်းကဲဒီဘက်ချမ်းမှာဆိုရင်တော့ပစ္စည်းလေးထားမယ်တော်တော်လေးပေါ်မှာအဆင်ပြေအကန့်လေးသုံးပေးထားရဲ lighting ကောင်းဝင်နေဖိနေမောက်လေးလည်းပါမယ်ဒီမှာဆိုလည်း cupping neck ကလေးနဲ့ဖက်နှက်စင်လေးတေချာတည်တဲ့ထုတ်လို့ရမယ် ကဲဆိုရင်အခန်းလေးတစ်ချက်တော့တစ်ချက်ကြည့်အောင်နော်ကဲဒီမှာဆိုလိုက်ကြည့်ပါအောင်ရှောင်းလန်းရိုးကိုအကျယ်ကြီးသုံးမိထားတာကိုတွေ့ရတယ်တော်တော်လေးကမှလည်းလိုက်တကလုံးရတယ်တအိမ်တော့ဝင်လင်းထင်းနေရပဲလိုက်ဒီအရန်ကောင်းဝင်တယ်ကဲဆိုရင်ဒီဘက်ခန်းလေးကဲဒီဘက်ခန်းလေးကတော့ single room ခန်းလေးပေါ့နော်ဒီမှာဆိုလဲ living room ကိုတန်းမြင်နေရမယ်တင်းပောက်လေးတစ်ချက်သုံးမိထားတယ်ပြီးတော့အလေးရကောင်းလဲဝင်တဲ့အပြေကိုပြီးမှဆိုလဲမှန်တကားနဲ့တေချောက်သုံးမိထားရဲ့ပြီးတော့ဒီမှာဆိုလဲတန်ဘက်တစ်စက်တခါပြီးထားရဲ့ ။ကြည့်ရဆိုရင်နောက်ထပ်တစ်ခန်းတော့ကြည့်ကြည့်ရအောင်နော်။ကြည့်ဒါလေးကတော့ kitchen room area လေးပေါ့။တော်တော်လေးကိုမှအခြေကြီးသုံးမိထားရဲဒီမှာဆိုရင် dining space တိကျသုံးလို့ရမယ်။ dining space သုံးရင်တော့တော်တော်လေးကိုမှခြေရတွေ့ရမယ်။ပြီးတော့ light တကောင်းကောင်းလေးဝင်မယ်။ပြီးတော့ဒီဘက်ချက်မှာဆိုရင်တော့ kitchen room space လေး။ဒီမှာဆိုရင် kitchen room space လို့တိကျသုံးမိထားရတွေ့ရမယ်။အောက်မှာဆိုလဲ cabinet ကလေးလှုပ်ရှင်နေသူတွေဆိုအရန်အောင်မှာဆင်ပြေးတဲ့အကန့်လေးတုံးပြီးပြီးသားဆိုတော့ဒီမှာဆိုလဲသူတို့ပကံလေးရထားလို့ရမယ်ဆင်လေးတခြားတုံးမိထားရ။ညဆိုရင်ဒီခက်မှာပါတဲ့တခြားအကန့်လေး ဲဒီဘက်ချမ်းလေးကတော့ဒီမှာပါတဲ့ရေချိုးခန်းနဲ့ဖိုးတိုင်ခန်းလေးပေါ့နော်သူအောက်ကဘေးရောမှာကျွေပြားလေးအပြည့်ခင်းပေးထားတယ်ပြရမှာဆိုလေသုံးမိထားရရအလုံးကတီစိမ့်နေရပဲဒီမှာကျတော့ဂျိုးဖြူတစ်မျိုးပဲရရဲဂျိုးဖြူတစ်မျိုးပဲသုံးလို့ရရပေါ့နော်ဒီမှာဆိုရင်တော့ကဲဆိုရင်နောက်ထပ်တနေရကဲဒီပဲချမ်းလေးဒီဒီမှာဆိုရင်လည်းပင်စင်လေးသုံးမိထားရမှန်လေးနဲ့လွန်းလင်းတစ်ခုသုံးလို့ရအောင်လို့တခြားသုံးမိထားရတိုင်းနိုစပေးလေးမှာကဲဒီမှာဆိုလေဘိုးတိုင်းလေးဘိုးတိုင်းဆိုလေအောက်ကောပေးရဂျွေပြားလေးအပြည့်ခင်းမိရရဲအဲ့ဒါလေးလိုက်ရင်လည်းလွန်းလင်းတစ်ခုသုံးလို့ရတယ် ။ကြည့်ရဆိုရင်တော့ second floor လေးကိုတက်ကြည့်ကြည့်အောင်နော်။ကြည့်ဒီမှာဆိုလည်းကြည့်ပါဦး။နင်းပြားရောထောင်ပြားရောကြွေပြားရဲ့အပြည့်ခင်းမိထားရဲ့။ဘေးမှာဆိုလည်းတန်ပန်းလက်ကင်နဲ့ရမ်းကုန်မှဆင်ပြေးရဲ့။ကြည့်ရဆိုရင်တက်ကြည့်ကြည့်အောင်။ကဲဒါလေးရတော့ second floor လေးပေါ့နော်ဆိုဒီမှာဆိုရင်တော့ဖျားခန်းလေးတုံးရှင်နေတူတူတက်ဆိုရင်အရန်ကိုမှအစင်ပြေတယ်ဒီလိုမဟုတ်လဲ second floor မှာပဲဆိုတော့ လေဗင်ရောလောက်ရှင်လဲဆိုတော့လေအရာကိုမအဆင်ပြေရယ်။ကြာဆိုရင်ဒီမှာကဲဒီရလေးရတော့ Superman Space လေးပေါ့နော်တော်တော်လေးကိုမှလဲကြည်ကြည်တွေ့တာကိုတွေ့ရတယ်။ခုံလေးတွေထားပြီးတော့ညဘက်မိသားစုအစ်စင်နေလို့ရမယ်။ပြီးအရှိရာ view ကိုလည်းအစ်စင်မြင်ရတယ်။ပြီးတော့ပင်စင်လေးလည်းသုံးမိထားတယ်။ဒီဘက်ချက်မှဆိုရင်တော့ဆိုတော့ပင်စင်သုံးမိထားတာကိုတွေ့ရမယ်။ကြာဆိုရင်သူအခန်းလေးကြီးတစ်ချောင်းလဲကြည်ကြည်ရအောင်နော်။ကဲဒီမှာဆိုလိုက်ကြည့်ပါအောင်ရှောင်းလန်းရိုးကိုအကျယ်ကြီးသုံးပေးထားရယ် ဒီခန်းလေးဒီခန်းလေးကတော့ single room ခန်းလေးပေါ့နော်ဒီမှာဆိုရင်တော့ single room ၃ခန်း master တစ်ခန်းပါမယ်ဒီမှာဆိုရဲတခြားသုံးမိထားရယ်ဆိုတော့အရှင်းမှာဖခင်ကမလို့ရှင်ဆိုလဲဆိုဒီမှာပဲဖခင်ကလို့ရှင်တဲ့သူတွေဆိုရယ်လေအရန်ကိုမဆင်ပြီကြာဆုံးဒီမှာချမ်းလေးဒီမှာဆိုတဲ့နေရာအခြေအိထားပြီးထားတူဖြစ်တယ်ဒီမှာပန်းအိုးလေးစိုက်မယ်ဒါမှမဟုတ်လေခုံလေးထားပြီးတော့အေးစစ်စစ်စာဖတ်လို့ရရတဲ့နေရာလေးသုံးလို့ရမယ်ကဲဒီမှာ ကဲဒါလေးရတော့နောက်ထပ်စင်ငယ်တို့တစ်ခန်းပေါ့နော်စင်ငယ်တို့ဆိုတော့၃ခန်းပါတယ်ဒီမှာဆိုရင်ဆိုတော့ညာအိမ်မီလေးနဲ့တခြားအလှဆင်မိထားတာလည်းတွေ့ရတယ်အခန်းစပေးရလည်းတခြားသုံးမိထားတယ်တွေ့ပြားတွေအပြည့်ချင်းမိထားတယ်ကဲဒီဘက်ခန်းလေးရတော့မာစတာရုံးခန်းလေးပေါ့နော်တော်တော်လေးဟိုမှာကျဲတယ်မိသားစုတွေနေအေးစင်နေလို့ရမယ်အခန်းစပေးရတော်တော်ကျဲတာကိုတွေ့ရတယ်လိုင်တင်လည်းအရင်ကောင်းကောင်းဝင်တယ်ညာအိမ်မီလေးနဲ့အရင်ကောင်မှလှိုင်းကဲဆိုရင်ဒီမှာဆိုရင်လည်းဝန်နာစပေးလေးလည်းပါမယ်ကဲဒီဘက်ခန်းလေး ကထားလေးရတော့ဝမ်းနာ area လေးပေါ့เนาะဒီမှာဆိုရင်အဝေးလေးတွေချာလှမ်းလို့ရမယ်ပန်းအိုးလေးတွေတွေချာထားလို့ရမယ်တန်းလေးတွေထားပြီးတော့အရင်အလှဆင်တိုင်းတော်တော်လေးကိုမလှပါမှာရန်ကိုမမိုက်တယ်ရှင်းရှင်းတတ်တတ်နေတယ်ရန်ကိုမလှကဲဒီအားလေးရတော့ဒီအခက်မှာပါတဲ့ချိုးကနဲ့ပိုတိုင်းတွဲရဲ့အခန်းလေးပေါ့เนาะအောက်ကောဖေးရောကြွေပြားလေးတွေအပြည့်ခင်းပေးထားတယ်နေရာကိုလည်းတွေချာသုံးပေးထားတာကိုတွေ့ရမယ်ကဲအဲဆိုရင်ဆိုတော့နောက်ဆုံးနေရာလေးကိုသူကြည့်ကြည့်အောင်เนาะ ယ်ဆိုရင်သူတို့နောက်ဆုံး view ကြည့်တဲ့နေရာလေးတွေ့ရအောင်ဒီမှာဆိုလဲကြက်တဲ့နေရာလေးကိုတေချာ safe ဖြစ်အောင်လို့လုပ်ထားပေးတာကိုတွေ့ရမယ်ဒီမှာဆိုလဲအလေးရောင်ကောင်းရရဲ့မိလေးတွေတုံးမိထားတယ်ကဲဒီမှာသူတို့ view ကြည့်လို့ရတဲ့နေရာလေးပေါ့နော်ဆိုပပတ်လဲမှာဆိုရင်တော်တော်လေးကိုမှလေကောင်းလေးတံဝင်နဲ့တိုက်အရန်မြင့်နဲ့တိုက်ကြီးမရှိတဲ့အတွက်ပြီးတော့ဒီမှာဒီဘက်ချက်မှာဆိုလဲတေချာတုံးမိထားတာကိုတွေ့ရမယ်ပြေဒီမှာဆိုလဲဒီအမိုးတုံးမိရတဲ့အတွက်မိုးရွာရွာနေပူပူအရန်ကုန်မှာအဆင်ပြေတယ်စိတ်ပူစရာမလိုဘူးပေါ့နော်ဒီမှာဆိုလဲ သုံးမိထားတာအရန်ကုန်မှမိုက်တယ်။ဒီနေ့ဆုမိတ်ဆက်ပေးသွားရဲဒီအိမ်လေးရဲ့ demo ကတော့3600ဖြစ်ပြီးတော့စိတ်ဝင်စားရဲဆိုရင်တော့ PSN Property ဆက်သွယ်လိုက်ပါနော်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ Bye bye ။